ီခါတော့မျက်လှည့်တွေကြည့်ရမယ်ကျွန်တော်ပြမှာတော့မဟုတ်ဘူးအီမီဆန်တင်ဆက်မဲ့အစလန်းထဲမှာမျက်လှည့်တွေအများကြီးကြည့်ရမယ်မြန်မာနိုင်ငံအနှက်လှည့်လည်ပြီးတော့ယုံသွင်းပြီးတော့မျက်လက်ပြနေတဲ့မျက်လက်ဆရာတယောက်အကြောင်းကြည့်ကြအောင်ပါဘယ်ကနေကြည့်ရမလဲ။ဘယ်ကနေကြည့်ရမလဲ။ ာတွေကိုလက်ပြကြတော့ဘူးမိမယ်ရှိအရာရာအားလုံးကမျက်နဲ့လက်နဲ့ပြင်ဆင်တဲ့နဝယ်လက်ဖြစ်တဲ့အတွက်လှဲ့လို့ရတဲ့ဟာအကုန်လုံးလှဲ့ရတာမျက်လက်ပညာပဲတရားလည်းမကြိုက်သားသမီးမကြိုက်တဲ့အရက်တွေတောက်မလီမနဲ့ကိုပေးတာရဲ့အချက်လောက်အကောမျက်လဲကိုအင်တာတိန်မန့်ပေါ့ဖြောပြမှုစနစ်လို့ဖြောပြရတယ်။မျက်လဲကိုကြီးစားဆိုကြီးရမယ်ငိုစားဆိုငိုရမယ်စိတ်ဝင်စားစရာဆိုစိတ်ဝင်စားရမယ်ဖြောပြမှုဥစားပေးတယ် အသက်46နှစ်ရှိပြီဖြစ်တဲ့ ARD တိုင်းငပူတော်မြို့သားကိုမျိုးနိုင်တယောက်မှော်မင်းသာဆိုတဲ့မျက်လက်အဖွဲကိုတည်ထောင်ပြီးမြမပြည်အနှံ့ပြတ်တာလာတာအခုဆို14နှစ်တောင်ရှိခဲ့ပြီအဝရာဝတီတိုင်းသားဆိုတော့အခုစပြီးတော့ပြခဲ့နေရတော့ငပူတော်ပသိမ်မြောင်းမြဒီပောင်ဝင်းကျင်မှာပဲတချို့ကပြောရွာနာမြက်ရွာနာမစားတဲ့ရွာနာဖရာရွာသားမကိုွယ်တဲ့ အခုအမျိုးမှာအခုတနေ့တဲ့နှစ်ခါပြန်ပြနှစ်ကြိမ်သလုံးလူကြတယ်တကယ်တော့သူဟာမျက်လိစရာမျိုးရိုးလည်းမရှိတင်စရာလည်းမရှိတဲ့တာမန်ရင်ယူဗီဒီယိုုံထောင်ပြီးဇက်ကားရီကို ပြဆားနေသူတယောက်ပါ မြန်မာနိုင်ငံမှာရှိတဲ့မြေလက်ဆရာတွေကစာအုပ်ဒီဖက်မဲ့အခွေတွေကြည်ရင်းနေပဲတက်တက်လူတွေများပါတယ်။ဒါပေမဲ့အဲ့လိုမှသူတို့ကဘသူတပည့်ဘသူတပည့်လို့တင်းတဲ့ဆရာရှိကြရပေါ့နော်။ဆရာလည်းဆရာတော့ရှိပါတယ်ဒါပေမဲ့မြင်းဆရာပဲရှိတယ်တင်းဆရာမရှိဘူး။ဘာလို့ဆရာပြတဲ့မြေလက်ပြခန်းတွေကရှေ့မြန်မာမြေလက်ဆရာတွေမပြတဲ့ပြခန်းတွေပထမဆုံးစတင်တည်တွင်ပြတာတွေရှိတယ်လေ။အဲ့အတွက်ဆရာမရှိဘူးလို့ပြောလို့ရတာပေါ့နော်။ကိုယ့်ရဲ့ဆရာတွေကတော့အခွေပဲ။ နိုင်ငံရဲ့မျက်လက်ကိုကြည့်တယ်စလောင်းနဲ့ရမျက်လက်ပြာခန်းနေကြည့်တယ်အဲအဲ့လိုက်ကြည့်နေပဲဒီလိုလောက်တာဖြစ်နိုင်တယ်ဆန့်လောက်ကြည့်တယ်ဆန့်လောက်ပြီးတော့မိသားစုကိုပြကြည့်တယ်အဲရက်ခွက်ထဲမှာပြကြည့်တယ်အောင်မြင်တော့အပြော်တိုင်းလိုက်ပြတာပိဿအားပြတာနဲ့ဝါသနာပါပြီးပို့ကတက်လို့မရဘူးဒီမြေလေပညာကိုခလေးဘွားအရွယ်တွေကစိတ်ဝင်စားခဲ့တာပါ ထားကြောင်းလဲသူ့အသက်25နှစ်လောက်မှာ အပျော်ရမ်းမျက်လေဆရာအဖြစ်သူ့မျိုးနဲ့အနီးနားကရွာတွေမှာပြသနိုင်ခဲ့ပါတယ်။ညာဘက်ခြမ်းမှာရေဝင်လို့မလို့ဝင်ထပ်တော့ခတ်နေတယ်ဝင်ထပ်ပဲ။သက်34နှစ်မှာတော့မှော်မင်းသားနာမည်နဲ့မျက်လည်ဆက်အဖွဲတီထောင်ပြီးနေလှည့်ပြသားတဲ့မျက်လည်ဆက်ဆရာအဖြစ်သူလုံလုံရရရှက်တီလိုက်ပါတော့တယ် ေးစားမျက်လက်ဆရာ45ရောင်းနဲ့ဖွဲ့ပြီးတော့စပြီးတော့မျက်လက်ဆရာစလုပ်တာမောင်မင်းသားမျက်လှယ်ဆိုပြီးတော့ဒါပေမဲ့အကိုတို့ကနေရဆိုတော့မိုးတလင်းပြမှာအဆင်ပြေတယ်မိုးတလင်းမပြရင်တင်းနဲ့လာကြည့်ရလူတွေလှဲနဲ့လာကြည့်ရလူတွေအိမ်မပြန်နိုင်ရင်တော့ကြပြဿနာတက်တက်တယ်အဲ့တော့ကြအကိုကမိုးလေးမကိုနှစ်ပါးတွေအဆူတော်တွေနဲ့ဒါပေမဲ့ခေါင်းစဉ်ကမောင်မင်းသားအဆင်မြင့်မျက်လှယ်ပေါ့ပထမဦးဆုံးနှစ်မှာပဲကျွန်တော်30လောက်ရှုံးတယ်လူရှင်တော်တယောက်ကိုအဲ့အချိန်က1500လောက်ပေးရမယ့်အချိန်မှာ ဟို၃နောင်လောက်ပေးမင်းသားကြီးပေးတဲ့သဘောပေါ့မင်းသားကြီးပေးမိတဲ့အတွက်ပတ်စံအရှုံးပြတယ်လူဝင်နေပတ်စံရတယ်ပြန်ထွက်တဲ့ပတ်စံလည်းများတဲ့အတွက်အရှုံးပြတယ်ပိတ်တဲ့အမြင်မှာတော့မှုံမင်းသားလူကြတယ်အောင်မြင်တယ်ဒါပေမဲ့နောက်ကအနှုတ်ပြနေတာပေါ့အဲနှောင်းနေကြတော့သဘောတရားနားလည်သွားတဲ့အတွက်နှောင်းနေအပ္ပစံကျွေး20ကျေသွားတယ်အဲစရုပ်တအနှစ်ကြတော့အကုန်လုံးကိုယ်ပိုင်ပြည့်စစ်ဖြစ်သွားတယ် ခုမြေမပြီးအထက်ပိုင်းရောက်ရန်ကုန်ရောက်တော့မှအကောအဖွဲ့အင်ကတေးပြီးတော့မျက်လက်တိတံဖြစ်သွားတယ်အဲ့လိုမျက်လက်တိတံဖြစ်သွားမှမှပဲနေရာရတာလေလေပြင်ရတာမျက်စိအောက်ပါတဲ့လိမ့်ပါ ိုင်ငံလုံးအနေနဲ့ဒီလိုနေလဲပြနေတဲ့မြင့်လင်းစစ်စရာအဖြစ်ရက်တီဖို့ခက်ခဲတဲ့ခင်မာသူကတော့ဝါသနာတစ်ခုပေါ်အရင်တည်ပြီးကန်ဂျမာစစ်စရာရဲ့လှဲ့ကွက်ကြီးတွေမှာပဲယုံကန်လှုပ်ရှားနေပါတော့တယ်ဘူးမြန်မာပြည်မှာမျက်နဲ့အကူရိုးနဲ့တက်ပြီးတော့အကူရိုးနဲ့ရုပ်ချောအကူရိုးနဲ့အရွယ်ငယ်တဲ့မျက်နဲ့ဆရာလေးတွေအများကြီးရဲ့ ဒါပေမဲ့အကိုတို့လို့စေမောဘာဖြစ်လို့ရောက်မလာတာလဲဆိုတော့အကိုတို့လောက်ပိုးမများတာရယ်အကိုတို့လောက်ပါရမီမပါတာပေါ့အမေကမှအစအိမ်ရောက်ပြီးတော့မျက်လက်ပြမယ်ဆိုရင်အိမ်ရောက်လို့ရတယ်မျော်ရီထမိုက်တက်တုံးကဆိုရင်အခုပတ်စံလုံးကပြတ်သွားအမေကျွန်တော်ပတ်စံပြတ်သွားပြီပြန်နှားကြမယ်ဆိုတာရယ်တဲ့အကောင့်တွေးမဲ့ကြရင် အစိုးရှိရခံတဲ့ဆိုပြီးငကချွတ်ပေးရွှေကျယ်သည့်ချွတ်ပေးတယ်အဲအခုမလိုင်ပန်းအိုင်ဒါမှအမေ နကကောလက်စကောမိမရှူတယ်ရောအမစ်ကြွကြဲသည်ရောအကုန်လုံးအဲ့မှာဆုံးခဲ့တယ်ဆုံးပြီးရဲ့အပြင်ကိုစားဖို့မရှိလို့ဘာစားရလဲဆိုတော့မြွားပြီးအထက်ပိုင်းမှာကြက်သွုံပေါ်တယ်ငေးသီးစိမ့်ပေါ်တယ်မဲစလီပူပေါ်တယ်ကြိုက်တဲ့နေရာမှာခူးလို့ရတယ်အခုအဲ့ဒါနဲ့ပဲရက်ရှည်လာများစားပြီးတော့အခုဆက်ပြီးတော့ run ခဲ့ဘူးတယ်ဆိုတော့တော်တော်မြက်လက်ဆရာတွေအခုလိုလမ်းပိတ်လမ်းပိတ်စားပေါ်ရနဲ့နေနိုင်မှအခုလိုနိုင်ငံကျော်မြက်လက်ဆရာတယောက်ဖြစ်နိုင်မယ်ပေါ့ သူတီလိုမျက်လဲတီးတန့်ဆန်းအနေနဲ့တညကို3နာရီလောက်ပြတဲ့သူ့ရဲ့မျက်လဲပြကွက်တွေကို9ခန်း10ခန်းလောက်သာပြပေမဲ့ဖြည့်တဲ့ချိုးကတော့မျက်လဲပညာရဲ့အပေါ်မှာစွမ်းအားတစ်ခုဖြစ်သောညီနေရာမျိုးတွေကိုလည်းသူ့ဖြတ်တမ်းမှုတစ်ချောင်းမှာ ကြုံခဲ့ရတာပါ။အမြင့်လဲဆိုရင် များသောအားဖြင့်ပိတ်သက်တွေကအောင်လန်းစရာတွေ လန်လန်းဆရာကြီးလမ်းကျူလမ်းညက်ဆရာကြီးတို့ထင်းကြတယ်အခုတော့ဟတ်ချက်လောင်းဆိုအလှပါလေးတွေပြနေုံနဲ့ပိဿကယုံနဲ့မဝင်အဲ့တော့အခုတို့တွေကမြန်မာနီးမြန်မာဟန်နဲ့ခေါင်းတလားနဲ့လောင်းကစားမယ်လူတက်ပြမယ်ဆိုလူရဲ့ပူဝင်ကြတယ်ရခိုင်ပြည်နယ်နှစ်ထမင်းအောင်ကြေးရွာမှာပေါ့ဆက်တပည့်ဟိုခေါင်းမမအိုကေတင်ပြီးရဲတွေနဲ့ထုလိုက်တဲ့အခါမှာအခုကမျက်နဲ့ပညာနဲ့ထုရပါဘူးပိဿတွေအမြင်မှာတော့တကယ်ထုလိုက်တယ်ထင်ပြီးတော့သူတို့မျက်နှာလေးရတကယ်ငိုတဲ့လူကငိုမျက်လေးစဉ်စဉ်လေးကြာ အခုအပေါ်အနဲ့အောင်းနဲ့တောင်ဝင်းနဲ့ဆင်းရင်တော့အခုတကယ်အွန်လိုင်းဆရာကြီးမော်မော်ဆရာကြီးရှောက်လာတယ်ဆိုပြီးလမ်းကြီးချဲပေးတဲ့အခါမှာရဲလည်းမလို့မိတယ်လည်းမလို့သူတို့ကြည့်ပြီးအခုဘယ်တော့မှမနေနိုင်ရီးချင်းတာကလိ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 ပြတာမမရရပဲမျက်နဲ့လောကမှာမျက်နဲ့ပိတ်သက်တွေကကြောက်ရရှင်ကြောက်တတ်တယ်ရီးကြရှင်ရီးကြတယ်မကြည့်နဲ့ဆိုရင်ကြည့်ချင်တယ်

ကျွန်တော်တို့လည်းလေသံဃာ့ဥဒ္ဒတ်ပြင်ရယ်နဲ့မြဲတဲ့ဝါသားရဲ့ရှင်မြောက်မဟာတရီပြောစရာတွေရှင်စရာတွေသူစံအံဦးတွေပြတ်တာပြီးတော့အခုလိုတဲတဲ့ရင်ကိုပြာကိုင်းကြအောင်ပြတ်တာဖြစ်ပြီးပြည့်ခဲ့ဟာအနုပညာရတ္တစုံငယ်အောင်ခံစားစီခြင်းနဲ့တွဲပြတ်တာဖြစ်ပြီးပြည့်ခဲ့ဖြစ်ပါတယ်။သူဟာနေလေးပြနေတဲ့မြဲလေးဆက်စရာတယောက်ဖြစ်လို့သူ့ရဲ့ပြခွက်တွေကိုမယိုးစေဘူးနဲ့ပြခွက်စမ်းနေဖြစ်စေဖို့အတွက်ကဘာကျော်မြဲလေးဆရာတွေရဲ့ပြခွက်တွေကိုလည်းထည့်သွင်းပြသလေးရှိပါတယ်။ ဒီလိုပြသနိုင်မှုအတွေ့တချို့မြင့်လေပစ္စည်းတွေကိုတော့သူကိုယ်တိုင်ဖန်တီးယူထားပါတယ်။အိုရီဂါမီကဘာကြောင့်မြင့်လေဆိုင်ဒေးဗစ်ကိုပါပြီးပြတဲ့ပြာကန်းအဲ့ပြာကန်းဆိုရင်အခုသူ့အခွေကိုနှစ်နှစ်သုံးနှစ်လောက်ကြည့်ပြီးတော့ကိုအားသုံးကုန်ဆိုင်လုပ်ခဲ့ရသူ့ရဲ့ပြာကန်းက1မိနစ်2မိနစ်လောက်ပဲကြာမယ်။ဒါပေမဲ့အဲ့အခွေကိုအခုတစ်ခါကြည့်လို့ရှိရင်တညကိုနှာကြီးပေါင်း၄နာရီ၅နာရီကြည့်တယ်။အဲ့လိုမျိုးဘလောက်ထိကြည့်ရလဲဆိုနှစ်နှစ်ချီပြီးနှစ်နှစ်ကျော်လောက်မှမှအခုဒီပြာကန်းကို ရတာငါပြလို့ရပြီအခုပြလို့ရတဲ့အချိန်မှာလဲတမဆရာစအပ်တယ်အစင်မပြေဝါရှော့ဆရာအပ်တယ်အစင်မပြေဘူးပတ်တာတွေများလို့အိုရီဂါမီဆိုတာကဂျပန်ရဲ့ရိုးရာခေါက်တကားလေးလို့မြည်ရတာပေါ့နောက်ပိုင်းကျအခုကကိုပဲအဆုံးတက်ခဲ့အမြမပြီးမှအခုပထမဆုံးစတဲ့ပြင်ပြတာနောက်မှန်သားပြင်ကိုဖောက်ထွက်ပြာကန်းလေးနောက်တစ်ခါစပိုက်ကာဆိုတဲ့ပြာကန်းတစ်ချောင်းနဲ့တစ်ချောင်းငါးအဲငါးလက်မှလေးလက်မှပတ်လည်လောက်ပဲ ချတာပေါ့နော်ဝချုံ60လောက်စိနေအောင်ထိုးပြတယ်ဒါနိုင်ငံရေးစံချိန်မီဖြစ်သွားအောင် ပြကန်းကြီးတွေထည့်သွင်းပြသတာတွေကြောင့်လဲသူဟာတနစ်ကိုပွဲကြီး150လောက်နေလက်ပြသရပါတယ်။တကယ်လို့ရှိမှရှိရလား။တကယ်လို့ရှိနေပါလေဆိုတော့သမီးရဲ့ဘာသာပြန်ပြန်လိုက်ပြတ်ပါပေးသွားပြီဒီလား။သူတက်25နှစ်လောက်ထဲကလက်တွေခဲ့တဲ့သူ့အိမ်အောင်ဘက်မညညူစင်းကတော့သူ့ကိုနောက်ွယ်ကရော စင်ပေါ်မှာပါအကူအညီပေးသူပါ။ ါကြောင့်လဲသူ့မျိုးသမီးနဲ့အတူ တွဲဖက်ပြသရတဲ့လေပေါ်ပြန်ဝဲတဲ့ပြကွက်တီဟာနာမည်ကြီးပါတယ်ပြီးတော့ပလင်းခွဲနင်းကြတဲ့ပြကွက်နဲ့တိုင်ကြီးတဲ့လူထဲလို့မီးရှို့ပြတဲ့ပြကွက်တွေဟာဆိုရင်လေလူကြိုက်များတဲ့ပြကွက်တွေပါကဲအတွက်ကိုမရှိလို့လေ တားငယ်လေးအဖြစ်ဆွေးမြုပ်ပေးတယ်ပါပြီနဲ့ဝိုင်းဦးနဲ့တိုင်ဖုန်းနဲ့ကက်တယ်တကယ်တော့သူဟာဒီလိုပြာကန်းတွေအပြင်ကဘာကျော်လူကြိုက်များတဲ့မြင့်လင့်ဇက်စီယာကြီးတွေရဲ့ပြကွက်မျိုးတွေကိုလည်းသူပြသခြင်းနေခဲ့ပါတယ်ဟုတ်ပါတယ်ဟုတ်လေးဦးပါပါ ျေးဇူးတင်ပါတယ်ဒါပေမဲ့ဒီနိုင်ငံရဲ့မျက်လည်ဆက်လောကရဲ့ပကတိအခြေအနေတွေနဲ့မျက်လည်ကြီးတွေရဲ့ဇီးစကားကုံကြမှုတွေကြားမှာသူ့စိတ်ကူးတွေဟာသူ့လက်တွေဘဝပြကွက်တွေစီ ရောက်မလာခဲ့ပါဘူး။ဩညက်ပြီးမဲ့လို့ညက်ပါမညက်သေးဘူး။မြန်မာမျက်လည်ဆရာတွေလည်းနိုင်ငံရဲ့မျက်လည်ဆရာတွေပြတဲ့ပြကန်းတွေလိုက်ပြလို့တော့ရပါတယ်။ဥမာဟောဘတရုတ်ပြည်ကဝရိတ်စင်တာယူဒေးဗစ်ကိုပါပြီးဖျောက်ပြတယ်။မြန်မာမျက်လည်ဆရာတွေလည်းဖျောက်ပြနိုင်ပါတယ်။ ဒါပေမဲ့အဲ့မြန်မာမျက်လက်ဆရာတွေပန်ပိုးမဲ့ဇရိတ်ဟိုမြန်မာမျက်လက်ကအစင်တိုင်းနှိမ့်နဲ့လို့ထင်ပြီးအားပေးမှုနည်းတယ်နိုင်ငံတော်ကိုအားပေးမှုနည်းတယ်အနှိမ်ခံတဲ့ဘဝလိုလည်းဖြစ်ဖြစ်နေကြတယ်အခုတော့ခုယုံနေကြပြီဟိုတညကိုတတောင်းဆောင်ရမယ်ဆိုရင်ကတာဖြစ်တဲ့တပွဲမင်လောက်အောင်ပွဲမင်လောက်ရတဲ့အတွက်တပင်းမထောက်ခံကြဆိုရင်ဇက်လည်းတတောင်းဆိုအခုလည်းတတောင်းဇက်က3ည4ညဆောင်ပြီး3000ပေးနိုင်ပြီမြန်လက်ဖြစ်တဲ့အတွက်3ည4ညနဲ့ ဆိုခီးစိတ်မရအောင်အဲ့တော့တပတ်10ရက်ပြတယ်တပတ်10ရက်ဆိုတော့10ရက်ဆိုရင်တသိန်းဆိုရင်အကိုတော့မဆောင်နိုင်အဲ့ဒီလိုသူဟာဒီမြဲလေပညာနဲ့ပတ်သက်ပြီးဘလို့အခက်ခဲမျိုးတွေရင်ဆိုင်နေရပါမိအနာဂတ်စီတွေမှာမြက်လက်နဲ့မြက်လက်ဆက်စီအောင်မျိုးဆက်တွေမွေးထုတ်ပေးနိုင်ဖို့သူ့နှလုံးခုန်တန်းတွေလှုပ်ရှားနေသည်မကာလပတ်လုံးသူကတော့လှည့်ွက်တွေကိုမယိုးနိုင်အောင်စမ်းသစ်နေအောင်မှာပါတဲ့ရှင် မျက်လဲတွေတဝိုင်းကြည့်ကြရပြီကျွန်တော်တို့အစီအစဉ်ကိုဒီလောက်နဲ့ပဲရနာခွင့်ပြုပါဒီအစီအစဉ်ဟာနေပဲဒေတာတည်တည်မှာပုံစံမျိုးမျိုးနဲ့ကျင်လည်နေကြတဲ့တကယ့်ဘဝတွေကိုတင်ဆက်ပေးနေတဲ့ခစ်ပြိုင်ကောက်ချောင်းများအစီအစဉ်မှာအစီအစဉ်ကိုအားပေးနေတဲ့သူတွေအားလုံးကိုကျေးဇူးများကြီးတင်ပါတယ်ကျွန်တော်ရဲဝင်းသူပါ